จ้าจะปาดิมวยเนี่ยมาลาซ้อมแม่แม่นะนะโลจนาริกโกเวบิเมียมวยเนี่ยมาสุดท้องสกาลิเปลี่ยนล้วนนี่เรดิโอเลบะตะเซียนเฟยปริตะมะอาล้อมแม่มิงลาบาရှင်အမတ်တရားနေ့အစီအစဉ်အားနေ့ဒီကနေ့ဇွန်လ10ရက်နေ့မှာမွေးနေ့ပြင်းပြောက်ကြတဲ့မွေးနေ့ရှင်တွေအားလုံးနဲ့အတူတူစစ်သူဆောင်တွေမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပန်းဝေတောင်းဆိုပေးထားတာတွေကိုအမတ်တရားနေ့အစီအစဉ်အားနေပြီးတော့ ုံးလွှင့်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်ရှင်။အမတရားနေ့အစီအစဉ်အားနဲ့ပထမဆုံးဆုတောင်းပေးခြင်းနဲ့မွေးနေ့ရှင်ကတော့မိတိလောင်မျိုးကညီမလေးမိတင်စာရဲ့ဒီနေ့မှပြင်ပြောင်းတဲ့32နှစ်ပြည့်မွေးနေ့အကြွားကိုပါဝင်တောင်းဆိုပေးထားတာဖြစ်ပါတယ်။ မြမလေးမေတင်စာရဲ့ဒီနေ့မှပြင်းပြောက်တဲ့မွေးနေ့အတွက်ကိုတော့နေပြည်တော်လေဝင်းမှနေတဲ့စုနန္ဒီလင်းခိုင်ခိုင်ဝင်းလှိုင်လှိုင်ဝင်းနွယ်လင်းသူခင်နဲ့ခိုင်ဝင်းလွာတို့ကပါဝင်တောင်းဆိုပေးထားတာဖြစ်ပါတယ်။ထမက်မီတော်စူတောင်းပေးရမယ့်မွေးနေ့ရှင်ကတော့ရန်ကုန်မှာနေတဲ့မြမလေးတနာခိုင်ရဲ့ဒီနေ့မှပြင်းပြောက်တဲ့28နှစ်ပြည့်မွေးနေ့အတွက်ကိုပါဝင်တောင်းဆိုပေးထားတာဖြစ်ပါတယ်။မြမလေးတနာခိုင်ရဲ့ဒီနေ့မှပြင်းပြောက်တဲ့မွေးနေ့အတွက်ကိုတော့ တောင်ကြီးမှနေတဲ့ယူနနာကျော်ကပါဝင်တောင်းဆိုလာတာဖြစ်ပါရဲ့ရှင်ဒီနေ့မှမွေးနေ့ပြင်းပြောက်တဲ့မိထီလာမျိုးကညီမလေးမေတင်စာနဲ့ရန်ကုန်မျိုးကညီမလေးသနာခိုင်တို့ရဲ့မွေးနေ့အကြွားကိုအမတ်တရားနေ့အစီအစဉ်ရနေပြီးတော့မွေးနေ့စုမုံကောင်းလေးတောင်းဆုပြုပေးကြပါရယ်။တာယာပြောရှုံမွေးကောင်းတဲ့မွေးနေ့ရမျက်လေးဖြစ်ပါစေ။ကြံစီသမျှအောင်မြင်ပါစေ။အလောက်ခိုင်တွေအားလုံးလည်းအဆင်ပြေပါစေလို့မွေးနေ့စုမုံကောင်းလေးတောင်းဆုပြုပေးလိုက်ပါရယ်ရှင်။ အမတရားနေ့အစီအစဉ်အားနေ့ထပ်မံပြီးတော့ဆူတောင်းပေးရအောင်မယ်မွေးနေ့ရှင်ကတော့နေပြည်တော်ကမောင်လေးဝင်းလင်းအောင်ရဲ့ဒီနေ့မှပြင်းပြောက်တဲ့28နှစ်ပြည့်မွေးနေ့အတွက်ကိုပါဝင်တောင်းဆိုပေးလာတာဖြစ်ပါတယ်။မောင်လေးဝင်းလင်းအောင်ရဲ့ဒီနေ့မှပြင်းပြောက်တဲ့မွေးနေ့အတွက်ကိုတော့မန္တလေးမှာနေတဲ့နှင်းဝေဝေအောင်ကပါဝင်တောင်းဆိုပေးထားတာဖြစ်ပါတယ်။ အခုနောက်ဆုံးဆူတောင်းပေးခြင်းနဲ့မွေးနေ့ရှင်ကတော့ရန်ကုန်မှာနေတဲ့မောင်လေးဝီရဲမျိုးရဲ့ဒီနေ့မှပြည်မြောက်တဲ့26နှစ်ပြည့်မွေးနေ့အတွက်ကိုပောင်ဝင်တောင်းဆိုပေးထားတာဖြစ်ပါတယ်ရှင်။မောင်လေးဝီရဲမျိုးရဲ့ဒီနေ့မှပြည်မြောက်တဲ့မွေးနေ့အတွက်ကိုတော့ချေရတဲ့မိသားစုတွေအားလုံးကမွေးနေ့ဆုမွန်ကောင်းလေးတောင်းဆုချေပေးထားပါတယ်။ဟုတ်ကဲ့ပါဒီနေ့မှမွေးနေ့ပြင်းပြောက်ကြတဲ့နေပြည်တော်ကမောင်လေးဝေလင်းအောင်နဲ့ရန်ကုန်မှာနေတဲ့မောင်လေးဝေရမျိုးတို့ရဲ့မွေးနေ့အတွက်ကို အမတ်တရားနေ့အစီအစဉ်အနေပြီးတော့မွေးနေ့စုမွန်ကောင်းလေးတောင်းစုပြုပေးကြပါရစေ။ဒီနေ့မွေးနေ့လေးရနေ့စပြီးတော့ကျမ်းမာပျော်ရွှင်ပါစေ။လူအများကြီးရဲ့ချစ်ခင်လေးစားမှုကိုလည်းအတိုင်းအဆမရှိရရှိနိုင်ပါစေလို့မွေးနေ့စုမွန်ကောင်းလေးတောင်းစုပြုပေးလိုက်ပါရစေ။ တရားနေ့အစီအစဉ်မှာမွေးနေ့ရှင်တွေအတွက်ပအဝင်တောင်းဆိုပေးထားတာတွေကိုထုံနဲ့တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ဆက်လက်ပြီးတော့ချစ်သူဆုံးတွင်မင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပအဝင်တောင်းဆိုပေးထားတာတွေကိုထုံနဲ့တင်ဆက်ပေးတော့မှာဖြစ်ပါတယ်ရှင်။ချစ်ချင်ရဲ့နှစ်ပတ်လေးရောင်းနေ ကျေးဇူးဆောင်တဲ့မင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပါဝင်တောင်းဆိုလာတဲ့ပရိသတ်ကတော့မန္တလေးမှနေတဲ့မငယ်ပဲဖြစ်ပါတယ်။သူကတော့တောင်ကြီးမှနေတဲ့ဖြိုးမင်းသူနဲ့မြေကြီးနာကဝင်းဆန္နာမြင်းတို့ရဲ့ဒီနေ့မှပြင်းပြောက်တဲ့ချောင်းလာပြင်းချစ်သက်သက်အတွက်ကိုပါဝင်တောင်းဆိုပေးထားတာဖြစ်ပါတယ်။တဆိုင်သူနှစ်ယောက်အတွက်စကားလက်ဆောင်လေးရတော့အမြန်ဆုံးရွှေလဲတွဲနိုင်ပါစေဆိုပြီးစကားလက်ဆောင်လေးပေးထားပါတယ်ရှင်။ ဟုတ်ကဲ့ပါ။တောင်ကြီးမနေတဲ့ဖြိုးမင်းသူကိုယ်တိုင်ကလည်းမြေကြီးနာကသက်ဆိုင်သူဝင်းဆန္ဒမြင့်နဲ့ဒီနေ့မှပြင်းမြောက်တဲ့ချောင်းလာပြည့်ချစ်သက်တန်းအတွက်ကိုကိုယ်တိုင်မေးပောင်ဝင်တောင်းဆိုထားပါရယ်။သက်ဆိုင်သူအတွက်စကားလက်ဆောင်လေးရတော့အများကြီးချစ်ပါတယ်တဲ့စိတ်မပြတ်စေရပါဘူးဆိုပြီးစကားလက်ဆောင်လေးပေးထားပါရယ်ရှင်။ ဒီနေ့မှနှစ်ပတ်လည်ပြင်ပြောင်းကြတဲ့ချစ်သူစုံတွဲတွေအားလုံးပဲဒီနေ့နှစ်ပတ်လည်လေးရနေစပြီးတော့နောက်နှစ်ပေါင်းများစွာထိချစ်ချင်းများစွာနဲ့လက်တွဲသွားနိုင်ပါစေ။ကျုံလာသမျှအခက်ခဲအတားအဆီးတွေကိုလည်းအတူလက်တွဲပြီးတော့ဖြေရှင်းနိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။ပရိသတ်တွေအားလုံးအခုနားဆင်ခဲ့ရတဲ့အစီအစဉ်ကတော့အမတ်တရားနေ့ဆိုတဲ့အစီအစဉ်ပဲဖြစ်ပါတယ်ရှင်။အမတ်တရားနေ့အစီအစဉ်ကိုနေ့စဉ်မနက်9:00ဝန်းကျင်အချိန်တိုင်းမှာထုံးလွှင့်တင်ဆက်ပေးနေရပါပဲဖြစ်ပါတယ်။ တစေဖန်ပရိသတ်တွေအားလုံးကအမတ်တရားနေ့အစီအစဉ်မှာကိုရဲချစ်သူခင်သူတငယ်ချင်းမိတ်ဆွေတွေရဲ့မွေးနေ့တွေနဲ့ချစ်သူဆုံးတွေမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပါဝင်တောင်းဆိုပေးခြင်းနဲ့ဆိုရင်တော့နေ့စဉ်မနက်7:00နာရီကနေ12:00နာရီအတွင်းဖုန်းနှမ3933 6936 3936နဲ့39ကို8993 9995တို့မှာ၃ရက်ကြိုတင်ပြီးတော့ပါဝင်တောင်းဆိုပေးနိုင်ပါတယ်ရှင်။ နာဆင်အားပေးခင်ကြတဲ့တစင်ဖန်ပရိသတ်များအားလုံးပဲတောင်းရပျော်ရွှင်မွေကောင်းတဲ့နေ့လေးတစ်နေ့ဖြစ်ပါစေရှင်။